အများကြီးဖြစ်တယ်ပေါ့နော်ဆိုတော့စိုက်ပျိုးရေးအတွက်လည်းဒီလိုအခက်အခဲတွေအများကြီးရှိပါတယ်အခုလိုရေမြင့်တက်လာနေတဲ့အင်းဒီမှာစိုက်ပျိုးခင်းတွေရဲ့ရေဝင်သလိုခင်းကျင်သည့်ကျွန်းမြောစိုက်ခင်းတွေမှာလည်းအခက်အခဲတွေရှိတယ်လို့အင်းဒီဒေသခံတယောက်ကဆိုပါတယ်အမ်စိုက်ပျိုးရတော့အခုလက်ရှိရေကြီးနာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စိုက်ပျိုးရေအခုစားအခန့်ဒီနေ့မှာလုံးဝအသိမပြေတော့ဘူးကျွန်တော်တို့အခုဆိုလေတွေအခုမြုပ်ကြတယ် အမြေပဲခင်းနေတဲ့အကုန်ရေဝင်ကြတော့ဘလို့မှအဆင်မပြေဘူးစီးပွားရတော့အဲ့လိုဖြစ်နေပေါ့အခက်အခဲကိုတော့ကြည့်ကြတယ်ပြန်ရှင်းနေရတယ်အခုကလည်းကြီးတော့ဂျုံမျောနေရတယ်မျောမျောလာတော့ဂျုံမျောနေရတယ်ကြီးကြီးတာကြီးထူးကပြန်တက်လာတော့ကျွန်တော်တို့ကအဲ့ဒီကဂျုံမျောနေမမျောဘူးအဓိကဝါးတွေအဓိကထိုးပြီးတော့စိတ်နေရတယ်ပေါ့အဲ့လိုဂျုံမျောဖက်မှာပဲပေါ့ဟုတ်2020ကိုဗစ်ကပ်ရောဂါကာလနဲ့2021အာနာသိမ့်မှု နောက်ပိုင်းကစလို့အင်းလေးဒေတာရဲ့မိခိုအားထရာဖြစ်တဲ့ ခီးသောလုပ်ငန်းစီးပွားရေးဟာကြာဆင်းခဲ့ရပြီးအင်းလေးဒေသခံတွေအနေနဲ့စိုက်ပျိုးရေးလုပ်ငန်းနဲ့ငါးဖမ်းလုပ်ငန်းကိုပဲမိခိုနေကြရတာလည်းဖြစ်ပါတယ်။မတ်လ28ရက်နေ့ကအင်အားပြင်းစကိုင်းငယ်လင်းကြီးလှုပ်ခတ်ခဲ့တဲ့ဒဏ်ကိုလည်းအင်းလေးဒေသခံတွေခံစားခဲ့ကြရတာပါ။အခုလည်းရည်ကြီးတဲ့ဒဏ်ကြောင့်အင်းလေးကတောင်သူတွေရဲ့စိုက်ခင်းတွေရင်းနှီးမြုပ်ခဲ့တာဖြစ်တဲ့အတွက်အကူအညီတွေမျိုးစုံများစွာလိုအပ်နေတာလည်းဖြစ်ပါတယ်။အင်းလေးဒေသခံစိုက်ပျိုးရေးပညာရှင်ဦးအောင်မိုးဟင်းကတော့ ရေကြီးပြီးစပားတွေရေဆူသွားတဲ့အတွက်စပားတွေအေးသွေးကျဆင်းတာတွေလည်းဖြစ်တယ်လို့ဆိုပါတယ်ဒေတာရင်းကတောင်သူတွေအတွက်မျိုးစိနဲ့စပား၆ခန်းဆက်တွေစတဲ့လိုအပ်ချက်တွေရှိနေတယ်လို့လည်းဆိုပါတယ်ဒီစိုက်ပျိုးရေးလုပ်ငန်းတွေထပ်လည်ပတ်ဖို့အတွက်အကူအညီနေနဲ့ကတော့အာကျွန်တော်တို့တွေဒေတာတွင်းမှာရှိနေတဲ့ဒီ စိုက်ပျိုးဖို့တောင်သူတွေအတွက်မျိုးစည်းရယ်နောက်တစ်ခုကစပားတွေအတွက်ဆိုရင်စပားအချောက်ခံဆက်ပေါ့နော်ဒေတာထဲမှာရှိတဲ့ဆက်ကလေးနဲ့မလုံလောက်တော့ဘူးပေါ့မိုးကအရန်အများတယ်ရေအရန်များလာတော့စပားကပုံမှန်အနေထားနဲ့အချောက်ခံဖို့အဆင်မပြေတဲ့အတွက်အချောက်ခံဆက်ရှိတဲ့နေရာမှာတန်းစီပြီးတော့စပားအချောက်ခံရတယ်ပေါ့အကြီးသွေးလည်းအရန်ကိုကြဆင်းသွားတယ်ပေါ့နော်ဒီအခက်ခဲတွေကတော့ရှိနေပါတယ်ပေါ့လိုအပ်ချက်တွေကတော့အဲမျိုးစည်းတို့ မြောစာတို့စားတဲ့သွင်းအားစုတွေရဲ့နောက်တစ်ခုကကျွန်တော်တို့စပားအချောက်ခံစက်တွေပေါ့ဒါတွေကတော့လိုအပ်ချက်တွေဖြစ်ပါတယ်လို့လက်ရှိအင်းလေးဒေတာမှာဒေတာရင်းစီးပွားရေးအခြေအနေကလဲပတ်မှုအားနည်းနေတယ်လို့ငလင်တန်ကြောင့်အိုးအိမ်တွေဆုံးရှုံးထားရတာတွေကိုပြန်လည်တိဆောက်နေရတဲ့အတွက်လဲစီးပွားရေးဘက်မလှည့်နိုင်ကြဘူးလို့ဒေတာခန်တွေကဆိုပါတယ်ပရာဟိတလှုပ်ဆောင်ပေးသူတွေကဝိုင်းအိမ်တွေပြန်တိဆောက်ပေးကြပေမဲ့ဒေတာရင်းမှာပဲကိုဝါးတွေရှားပါလာတဲ့အတွက် တခြားဒေသကနေပြန်လည်ဝယ်ယူနေကြရတယ်လို့လည်းသိရပါတယ်။လက်ရှိမှာငလင်တန်ကျောက်နေအိမ်ပျက်စီးသောသူတွေကိုဝိုင်းအိမ်တွေပဲပြန်လည်တိစောက်ပေးနိုင်သေးတာဖြစ်ပြီးသိအိမ်တိစောက်မယ်ဆိုရင်ကုန်ကြငွေက300ကျော်လောက်ကုန်ကြနိုင်တယ်လို့အလူရှင်တွေလည်းနေပါတယ်လို့ပရာဟိတလှူဆောင်ပေးသူတွေကဆိုကြပါတယ်။ကျမမြတ်သက်စင်ပါရှင်။ တနင်္သာရီတိုင်းထားမြမနယ်ဇက်ကတနင်္သာရီမောတော်ကိုသွေးလန်းချောင်းကိုဂျူလာတရက်မှဖျက်တမ်းသွာလာခွင့်ပေးထားပေမဲ့စစ်ကောင်စီတပ်ဘက်ကတက်ခိုက်တာတွေထိုးစစ်ဆင်တာတွေပြုလုပ်နေတယ်လို့ KTLA ထိစဲမဲ့ရွာတရင်ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်ကိုသွေးလန်းချောင်းတွေကိုဂျူလာတရက်ကစပြီးစစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့နှစ်ဖက်စလုံးကဖွင့်ထားပေမဲ့ဂျူလာပထမပတ်အတွင်းမှာစစ်ကောင်စီတပ်ဘက်ကစစ်ရေးဖော်ဆောင်တာတွေလှုပ်လာတာလို့ KTLA ထိဆက်မဲ့ရွာတရင်ရဲ့ပြည်ချားရေးတာဝန်ခံကပြောပါရယ်စစ်ကောင်စီတပ်ဘက်ကတနင်္သာရီမောတော်လမ်းပေါ်ကတိတ်ခွရွာအနီနာဝန်းကျင်ကိုမြေပြင်ပျောက်ကြားတိုက်ခိုက်တာတွေဒရုန်းနဲ့ဗုံးသေးချတိုက်ခိုက်တာတွေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုဂျွလအတွင်းနေစင်ဒီပါပြုလုပ်နေတယ်လို့ဒေသခံတွေနဲ့ရဲဘော်တွေစီကသိရပါတယ်တနင်္သာရီမြို့နယ်အတွင်းမှာစစ်ကောင်စီတပ်ဘက်ကခလာရဆက်ခွန်ခမရ280 ခမရ185နဲ့ခလရ101တပ်ရင်းတွေအဓိကရှိပြီးအဲ့ဒီတပ်တွေမှာလူဦးရေမပြည့်တဲ့အတွက်စစ်ကောင်စီတပ်ရဲ့တခြားတပ်ရင်းတွေကတပ်သားတွေလည်းပူးပေါင်းထားတယ်လို့သိရပါတယ်ရှင်တနင်္သာရီတိုင်းပလောမြို့နယ်ခန္တီကျေးရွာအုပ်စုမှာစစ်ကောင်စီတပ်ကအင်အားအများပြားနဲ့ဝင်ရောက်တပ်ဆွဲထားပြီးနှစ်ပတ်နေပါကြာတဲ့အထိပြန်မဆုတ်ခွာသေးဘူးလို့ဒေသခံတွေကပြောပါတယ်။ ဂျိုလာဆက်လျက်မနေ့ပိုင်းကစပြီးခဏီကျေးရွာအုပ်စုကတောင်ခေါလောင်ကျေးရွာရဲ့လှေစိပ်ဘက်ကိုစစ်ကောင်စီတပ်တွေဆက်လက်ကြီးတွေနဲ့စစ်ကြောင်းထိုးဝင်ရောက်လာပြီးတက်ဆွဲထားကဂျိုလာ29ရက်ထိတက်ဆုတ်ခွာသွားတာမရှိသေးဘူးလို့ဆိုပါတယ်တောင်ခေါလောင်ကျေးရွာမှာတက်ချပြီးရိတ်ခသေးတာနဲ့လူအင်အားပို့ဆောင်တာတွေလုပ်နေတဲ့အတွက်ဒေသခံတွေဖိလို့ရကိုထွက်ပြေးတိတ်ရှောင်နေကြရတယ်လို့တောင်ခေါလောင်ရွာက ပြောပါတယ် လက်ရှိခဏိကျွာအုပ်စုကိုရောက်နေတဲ့စစ်ကောင်စီတပ်သားတွေဟာပလောင်မြို့အမှတ်၁၂ကိုစစ်မှုထမ်းသင်တန်းသားတွေပို့ဆောင်ဖို့အတွက်လုံခြုံရေးချကတက်ဆွဲထားတာလို့ဆိုပါတယ်ရှင်။ VOA ဝန်ထမ်းတွေကိုအလုပ်ထုတ်တဲ့စာကို Global Media ဆိုရ Agency USATM ကပြန်ရုပ်သိမ်းကြောင်းဝန်ထမ်းတွေစီစာထပ်မံပေးပို့ခဲ့ပါတယ်။ဒီသတင်းကိုသူတချန်သာပေးပို့ထားပါတယ်ရှင်။ ဂျွန်လ20ရက်နေ့မှာ VOA ဝန်ထမ်း6အကျော်စီကိုပြီးပို့ထားတဲ့လှုပ်ထုပ်စာတွေကိုပြန်ရုပ်သိမ်းကြောင်း Global Media အစိုးရ Agency USAGM ကဒေတာဆန်တော်ချိန်ဂျွန်လ29ရက်နေ့မှာဝန်ထမ်းတွေစီကိုစာတွေထပ်မံပြီးပို့ခဲ့ပါတယ်။အလုပ်ထုပ်စာတွေမှာဝန်ထမ်းတွေရဲ့အချက်အလက်တချို့မှားယွင်းတာအလုပ်ထုပ်စာပြီးပို့တဲ့လှုပ်ထုံလုံးကြီးမမှန်ကန်တာတွေကြောင့်စာကိုပြန်ရုပ်သိမ်းတာဖြစ်ပြီး USAGM ကသူတို့မူလရွေထားတဲ့အတိုင်းဝန်ထမ်း85ရာခိုင်နှုန်းကိုအလုပ်ကနေထုတ်ပယ်သွားမဲ့လုပ်ငန်းစဉ်အပေါ်မှာပဲရှိနေသေးတယ်လို့ VOA မြန်မာပိုင်းဝန်ထမ်းတယောက်ကပြောပါတယ် ်သူတို့အလုံးထုတ်ထားတဲ့စာတွေပေါ့နော်ပြန်ပြီးရုပ်သိမ်းတယ် VOA ဝန်ထမ်းတွေကအရင်တိုင်းလောက်ခလာစာနဲ့ခွင့်ပြန်ပြီးတော့ပေးထားတယ်ဆိုတဲ့အနေအထားပြန်ဖြစ်သွားတယ်ပေါ့နော်ကျမတို့ DOE ဝန်ထမ်းတွေကိုအကာအကွယ်ပေးတဲ့အလုံးသမားသမဂ Union ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ဝန်ထမ်းတွေကိုအလုံးထုတ်တဲ့စာမှာအမှားတွေအများကြီးပါနေတယ်အလုံးထုတ်တဲ့စာပို့တာကလည်းလုံထုံးလုံကြီးနဲ့မညီဘူးဆိုပြီးတော့ထောက်ပြတဲ့အတွက်ပေါ့နော်အခုလိုအစိုးရဘက်ကနေပြီးတော့သူတို့အလုံးထုတ်တဲ့ကိစ္စ ာကိုပြန်ပြီးတော့လုတ်ကန်ရတဲ့အချိန်ကြီးရောက်သွားတာပေါ့လေအလုတ်ထုတ်တဲ့စာတွေကိုပြန်ပြီးတော့ရုပ်သိမ်းတာနဲ့ပတ်သက်ပြီးတော့ Carry Lake က agency ကသတ်မှတ်ထားတဲ့အတိုင်းဝန်ထမ်းတွေကို85ရာခိုင်နှုန်းကိုဖြုတ်သွားမယ်ဆိုတာတော့တိကျပြောထားတယ်အလုတ်သမားသမဂ္ဂနဲ့ VOA ဝန်ထမ်းတွေကလည်းဥပဒေနဲ့အညီပြန်ပြီးတော့တိုက်သွားမယ်ဆိုတာလည်းအတိအကျပြောထားတဲ့ခါကျတော့ဘလို့ရှေ့ဆက်ဖြစ်မလဲဆိုတာကတော့စောင့်ကြည့်ရမှာပဲလို့ပဲပြောရမှာပါ တရားရုံးအမိန့်တွေကိုဆိုရဘက်ကလိုက်နာမှုရှိမရှိဒေသဆန်တော်ချင်းဂျွန်လာ23ရက်နေ့က DC ခံတရားရုံးမှာဒုတိယကြိမ်နှစ်ဖက်ကြားနာမှုပြုလုပ်ခဲ့ပါတယ်။တရားရုံးကဆိုရဘက်ကဆောင်ရွက်ချက်တွေဟာရှင်းလင်းမှုမရှိတဲ့အတွက်အသေးစိတ်ပြန်တင်ပြဖို့ယုံကြည်ပြန်ခေါ်ထားပေမဲ့ဆိုရရှင်တွေကယုံကြည်ကိုရက်ရွှေဖို့တရားရုံးကိုတောင်းဆိုထားပါတယ်။သူတို့အတွက်ပြည်ကြီးလို့ပေါ့နော်။ဝါဒင်ကအစသူတို့ပြန်ပြီးတော့ပြောင်းကောင်းလဲပြောင်းနိုင်နေပေါ့လေ။ဒီကြားထဲမှာတော့မနေ့ကတော့ကသူတို့တရားရုံးကို program တွေလွှင့်နေပါတယ်ဆိုပြီးတော့အပြင်တင်ထားတယ်။တင်ထားတော့အမတို့ဘက်ကလည်းဖြည့်နေဘက်ကဒါကိုပြန်ပြီးတော့ ောင်တာလို့ကိုတော့ပြင်ဆင်နေတယ်။ဒါမဲ့ဗုဒ္ဓနေ့သူချိန်ထားတဲ့ယုံချင်းကိုတော့ရွှေ့ပေးပါဆိုပြီးတော့ဆိုရဘက်ကတောင်းထားတယ်။တရားသူကြီးကတော့ဇူလိုင်က16ရက်နေ့ကိုရွှေ့လိုက်တယ်လို့ပြောတယ်။အဲဒီလိုသာ16ရက်နေ့ရွှေ့လိုက်ပြီဆိုလို့ရှိရင်ရှင်ဗုဒ္ဓနေ့အကြမ်းလာခွင့်ရမရှိတော့ဘူးပေါ့နော်။ ဂျော်လာ23ရက်နေ့ကြားနာမှုဘီမတရားရုံးကအမိန့်စာထုတ်ပြန်ခဲ့ပြီး USGM ကပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာငွေကြေးသုံးစွဲရာကစပြီးဝန်ထမ်းတွေလုပ်ငန်းဘလို့လဲပတ်နေတဲ့ဆိုတဲ့အခြေအနေအဲ့ဒီအခြေအနေတွေကိုလွတ်တော်ကိုတင်ပြထားမှုစာရာတွေကိုတရားရုံးကိုအသေးစိတ်တင်ပြဖို့ဖော်ပြထားပါတယ် USGM မှာသမရာထရမ်ခန့်ထားတဲ့အကြီးတန်းအကြံပေး Carry League က FOA ဝန်ထမ်းတွေဆွဆူထားတဲ့အမှုကိုဆိုင်းငံ့ထားဖို့အဆိုတင်သွင်းထားတာကိုလည်းတရားရုံးကပယ်ချခဲ့ပါတယ်ကျွန်တော်တုဒ္ဒချမ်းသာပါ စစ်မှန်တဲ့စီးပွားရေးအခြေအနေတွေကိုတုံ့ပြန်ဖို့ငွေကြေးမူဝါဒကိုချိန်ညှိရမှာပုံမပီးပြောင်းလဲပြင်လဲဖြစ်အောင်လုပ်မယ်လို့တရုတ်ဗဟိုဘဏ်ကခုသတင်းပတ်တွင်ကျင်းပတဲ့သုံးလပတ်အစည်းအဝေးတွင်ကြေပြုခဲ့ပါတယ်။တရုတ်ပြည်သူ့ဘဏ် PBOC လို့ခေါ်တဲ့ဗဟိုဘဏ်ကအမြော်အမြင်တိကျမှုနဲ့ထိရောက်မှုတို့ကိုမြင့်တင်ပေးပြီးမူဝါဒပြုပြင်ပြောင်းလဲမှုတွေကိုအခိုင်အမာတွန်းပြပို့ကိုလည်းမူဝါဒချမှတ်သူတွေက တောင်းဆိုခဲ့ပါတယ်။ ဘဟုဘန်အနေနဲ့လုံလောက်တဲ့ငွေပမာဏကိုထိသိမ့်ဖို့ချင်းငွေထောက်ပံ့မှုကိုမြင့်တင်ဖို့နဲ့ဗဏ္ဍာရေးအဖွဲ့အစည်းတွေကိုလက်ညှိုးဖို့လိုအပ်တယ်လို့အဆိုပြုပါတယ်။ထို့တူငွေထောက်ပံ့မှုကဏ္ဍမှာစီးပွားရေးတိုးတက်မှုငွေကြေးဖောက်ပွားမှုတွေအလိုက်ကန့်ညင်မှုရှိစေရေးကိုအလေးထားဆောင်ရွက်ခဲ့ပါတယ်။မူဝါဒအချမှတ်သူတွေဟာပြည်တွင်းဝယ်လိုအားအားနေခြင်းဇက်တိုက်ဆိုသလိုငွေကြေးဖောက်ပွားမှုနေပါခြင်းနဲ့ ရုတ်နိုင်ငံရဲ့စီးပွားရေးအတွင်းရင်ဆိုင်လာနိုင်ခြင်းရှိတဲ့ကိစ္စတွေကိုမိမောင်းထုတ်ပြခြင်းအဖြစ်အစည်းအဝေးမှာပြန်လည်သုံးသပ်ခဲ့ကြပါတယ်ရှင်။နီကိုဝီလီယံကိုခေါ်ယူဖို့အတိအလင်းလှောက်ဆောင်ခဲ့တဲ့ဘာစီလိုနာအသင်းကိုအရေးယူဖို့ဘီဘာအိုအသင်းကလာလီဂါအဖွဲ့ချုပ်စီတိုက်ကြားစာပို့ခဲ့ပါတယ်။ဘာစီလိုနာဟာဘီဘာအိုအသင်းကစပိန်ကျယ်ပွင့်နီကိုဝီလီယံကို ခေါ်ယူဖို့ကြိုးပမ်းနေကြောင်းအက္ကစားဒါရိုက်တာဒေကိုကလူသိရှင်ကြားပြောခဲ့သလို ခွင့်ပြုချက်မရှိဘဲကစားသမားဖြစ်သူနဲ့လည်းဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့တာပါဘာစီလိုနာအသင်းနေနဲ့ဗနာယေးစီမင်းကိုလက်တလုံးကြားလုပ်ဆောင်ပြီးနီကိုဝီလီယံကိုခေါ်ယူဖို့လုပ်ဆောင်နေတယ်လို့စာချုပ်သက်တမ်းရှိနေတဲ့ကစားသမားကို ခေါ်ယူဖို့ဆွေးနွေးခဲ့တာကစီမင်းတွေကိုချုပ်ဖောက်ခဲ့တာဖြစ်လို့အရေးယူပေးဖို့ပြည်ပအိုးအသင်းကလာလီဂါစီတိုက်ကြားခဲ့တာပါ နီကိုဝီလီယာဟာ2029ခုနှစ်ဇွန်လ30ရက်အထိအသင်းနဲ့စာချုပ်သက်တမ်းချက်ရှိနေတဲ့ကစားသမားဖြစ်ကြောင်းလည်းဖိဖာဝအသင်းကထုတ်ပြန်သွားပါတယ်ရှင်။ DPP ရုံးမြင့်တန်ကြားရဲ့မနက်7:00နာရီတရင်တွေကိုရှုစားခဲ့ရတာပါ။မနက်7:00နာရီမှာလည်းထပ်ပြရရှိတဲ့တရင်တွေကိုဖြည့်ဆွတ်တင်ဆက်ပေးအောင်ပါပါ။ကျွန်မကတော့ချေချိုဆာမကျေးဇူးတင်ပါတယ်ရှင်။ င်တန်ကြားပရိသတ်များမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့အပတ်စဉ်ပုံမှန်ထုတ်လင်းတင်ဆက်ပေးနေကြဖြစ်တဲ့ဒီသူအစားပစံအငါပေးစာများဖတ်ကြားခြင်းတော်တူ DVB အစီအစဉ်စတင်ပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့တူတူဖတ်ကြားပေးမယ့်သူကတော့မတ်တီလီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတ်တီလီဟုတ်ကဲ့မင်္ဂလာပါကိုအောင်ကျော်ရေကျမတို့ရဲ့ပတ်စဉ်တင်ဆက်ပေးနေတဲ့တော်တူ DVB အစီအစဉ်ပြန်လည်ထုတ်လွှင့်မှုအချိန်ရောက်လာပါပြီရှင် ခုတစ်ပတ်မှာတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ဇွန်လ19ရက်နေ့ကြာတာ briefing မှာကြားရောက်ခဲ့တဲ့လူလူကောင်းဆောင်ဒေါက်အောင်ဆန်းစုကြည်အတွက်ဝင်းနေစုတောင်းဝင်းနေကြပြားတွေဝင်းနေပေးတာတွေကိုအများကြီးလက်ခံရရှိထားတာရှိပါတယ်။ဒါကြောင့်ဝင်းနေစုတောင်းပေးစာတွေကြပြားတွေကိုအရင်ဆုံးဖျက်ပြပေးခြင်းပါတယ်ခင်ဗျာ။ပြီးပို့လာတဲ့ပေးစာတွေထဲကမှပထမဦးဆုံးဖျက်ပြပေးမဲ့ပေးစာကတော့စကိုင်းတိုင်းလူလူတပိတ်ကပြီးပို့လာတဲ့အရင်ဆုံးစတင်ခြင်းပါတယ်ခင်ဗျာ။ စကိုင်းတိုင်းကတာမျိုးနယ်လူလူတပိတ်ကပါဇွန်လ16ရက်နေ့မှာကြာရောက်တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့80ပြည့်မွေးနေ့ကိုကျမတို့တပိတ်စစ်ကြောင်းကကျင်းပခဲ့ပါတယ်တပုံတွေလည်းပေးပို့လိုက်ပါတယ်ကျမတို့ကတာတပိတ်ဟာစစ်အာဏာရှင်ဆန့်ကျင်ရေးလူလူဆန္ဒနေစဉ်ပြနေကြပါတယ်ဇွန်လ16ရက်နေ့ကတော့မေတ္တာရှင်မကြီးအမေဒေါ်အောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့ဆန္ဒပြခဲ့ကြတာပါကျေးဇူးရှင်မင်းမေးကျမ်းပါပါသည် အသက်ရာကျော်ရှိပါသေးမည်လူထုခေါင်းဆောင်ကြီးအမေစုနဲ့နိုင်ကျင်းအားလုံးအမြန်ဆုံးလွမြောက်ကြပါစေလို့လည်းဆုတောင်းခဲ့ကြပါတယ်ကျေးဇူးပါခုလိုဗီဒီယိုဖိုင်နဲ့တကွပြပို့လာတဲ့အတွက်ကိုလည်းကျေးဇူးရှိပါတယ်ခင်ဗျာမေစု ဆက်ထဲမှာပဲကျွန်တော်တို့ဒီမြိုင်မြို့နယ်မြောက်ပိုင်းတနေရာမှာအာအမွေစုမွေးနေ့ထိမ့်မှတ်ပေါ့လေအာမွေးနေ့စုတောင်းစကားနဲ့စစ်အာဏာရှင်တော်လှန်တပိတ်ပြုလုပ်ခဲ့တဲ့ဗီဒီယိုတွေပြပလာတာကိုလည်းရှိပါတယ်ခင်ဗျာအဲ့ဒါကိုလည်းကျွန်တော်တို့နဲ့အတူတူကြည့်ရှုလိုက်ကြရအောင်ခင်ဗျာ ဟုတ်ကဲ့ပါကောင်ကျော်ရေအခုတစ်ခါညီမဖတ်ပြပေးမယ်ပေးစာကလည်းလူတို့ကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့အတွက်ပေးပို့လာတဲ့ပေးစာတွေပါပဲရှင်။အမေစုအသက်80ပြည့်မွေးနေ့ကစာလို့တဲ့။ကျမ်းမာကြီးမွေတရားတွေ့ပါစေ။ပြည်သူပြည်သားအပေါင်းအေးချမ်းပြည့်ဝကြပါစေ။အမေများအားလုံးသားသမီးများနဲ့အမြန်ဆုံးဆုံတွေ့နိုင်ကြပါစေ။ချစ်တဲ့သူပေါင်းအမြန်ဆုံးပြန်လည်ဆုံစည်းနိုင်ပါစေ။ပဲခူးတိုင်းဖြူးမြို့နယ်ကပြည်သူတို့ဆိုပြီးပေးပို့လာတာပါရှင်။တစ်ဆက်တည်းမှာပဲနောက်ထပ်ပေးစာတစ်စောင်ကိုဖတ်ပြပေးခြင်းပါတယ်ရှင်။ ဇွန်လ19ရက်နေ့ကြာတာပရင်းနေ့မှာစကိုင်းတိုင်းဒေသကြီးရမပင်ခရိုင်ဆလင်းကြီးမြို့နယ်လက်ပရောင်းဒေသကကြေးရွာတရွာမှာငားမင်းဆောင်လက်ပရောင်းတပိတ်စစ်ကြောင်းကနေပြီးတော့ဒေါ်ဆန်းစုကြည်နဲ့တကွတပြည်လုံးလွတ်မြောက်ရေးအတွက်ဆက်ယုံကြဆိုတဲ့စာသားကိုကင်ဆွဲကအမေစုမွေးနေ့ဆူတောင်းပွဲနဲ့ဆရာနာရှင်စန့်ကျင်ရေးညနေခင်းတပိတ်ကိုဆန္ဒပြလှည့်လည်ခဲ့တဲ့ဗီဒီယိုကိုလည်းရှုစားကြရအောင်ပါရှင်။ ဟုတ်ကဲ့ပါအခုလိုဗီဒီယိုပိုင်းတွေကိုပေါ့လေကြည့်ရှုပြီးသွားပြီဆိုတော့အာလက်ရှိဖန်တီးခံထားရတဲ့လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်အတွက်ပြဖို့လာတဲ့ကြံပြကိုဆက်ပြီးတော့ဖက်ပြပေးခြင်းပါတယ်ခင်ဗျာမင်္ဂလာပါတော်တူ TVB ခင်ဗျာတဲ့မေစုရဲ့89နှစ်ပြည့်တော့ကကျွန်တော်ကိုယ်တိုင်ရေးတဲ့ကြံပြလေးကိုအမေတိအောင်ဆက်ကြားပေးသေးခြင်းပါတယ်ခင်ဗျာကြံပြကောင်းစီကိုတော့တန်တိုင်နောက်ကကသာလို့မမေးဆိုပြီးတော့ဒေတာထားပါတယ်ခင်ဗျာ ကြပြာကိုဖက်ပြရမယ်ဆိုရင်တားတို့အနာဂတ်တွေအတွက်မိမိသိပ်ပင်ပန်းနေပါပြီအသက်အရွယ်ကြီးကြီးနေပြီဖြစ်တဲ့မိမိကိုအေးချမ်းစေခြင်းပြီးတစ်ဆက်ကိုရဲ့ညှက်နေမှုဟာအမိအတွက်ဝမ်းနည်းမွေးနေ့လက်ဆောင်လားင်းစီပန်းနေနီရောင်းဆုံးချီတဲ့အမိအပြုံးမျက်နှာတားတို့မမေးတော့ဘူးမီးလို့ရမှာမဟုတ်ဘူးမိမိရှားတဖြူဒဇယ်မြေးဆိုပြီးတော့ကျွန်တော်တို့ဒီဒဇယ်ကနေပြီးတော့ပြေးပူလာတဲ့ကြားလေးကိုဖျားချပေးလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါရှင်အခုတစ်ခါဖက်ပြပေးမယ့်ပေးစာကလည်းလူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့အတွက်ပေးပို့လာတဲ့ပေးစာပါပဲရှင်။ဇွန်လ19ရက်မှာကြာရောက်ခဲ့တဲ့အမေစုအသက်80ပြည့်မွေးနေ့ဆုတောင်းပွဲကိုတဲ့စလင်းကြီးမျိုးနဲ့တနင်္လာရက်ကြီးပါအဖပါကဖနဲ့အများပြည်သူစုပေါင်းပြီးတော့ဆုတောင်းပွဲပြုလုပ်ခဲ့ကြပါတယ်။ဆုတောင်းပွဲပြုလုပ်ရတဲ့အကြောင်းရင်းကတော့နှစ်စဉ်အမေစုမွေးနေ့ဇွန်လ19ရက်နေ့တိုင်းအမေအတွက်မွေးနေ့လုပ်ပေးနေကြပါ။ဒီနှစ်မှာလည်းအမေအတွက်ပါကဖပါအဖကနေဦးဆောင်ပြီး အမြန်ဆုံးလွတ်မြောက်စေခြင်းနဲ့စိတ်နဲ့မိမိတို့ပြည်သူတွေလှုပ်ပေးလိုက်တဲ့အရာတစ်ခုဟာအမေထွက်ကောင်းတဲ့အထောက်ပံ့လေးပဲဖြစ်ဖြစ်ဆိုတဲ့ရည်ရွယ်ချက်လေးနဲ့တတ်နိုင်တဲ့ဘက်ကနေလှုပ်ပေးတာပါပြည်သူတွေအနေနဲ့ကလည်းရှင်းရှင်းပြောရရင်အမေစုကိုချစ်ကြပါတယ်အဲ့တော့မွေးနေ့မှာအမေအတွက်အများကြီးဝိုင်းပြီးတော့အမေအမြန်ဆုံးလွတ်မြောက်စေခြင်းနဲ့ဆန္ဒတွေပြင်ပြခဲ့ကြပါတယ်အဲ့တော့အမေအတွက်စုတွေတောင်းပြီးတော့အမေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေအမေလွတ်လာရင်အတိုင်းမသိဝမ်းသာပျော်ရွှင်ကြမှာပါ ဲ့ဒါကြောင့်အမေစုနဲ့တကွမတရားဖန်ဆီးခံနိုင်ရတဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ပါစေဆုတောင်းပေးပါတယ်ဆိုပြီးတော့စာလေးရေးသားပို့လာတာပါရှင်။ Happy birthday ဟုတ်ကဲ့ပါမသိဘူးအခုဆက်ပြီးတော့ဖက်ပြပေးမယ်နောက်ထပ်ပေးစာကတော့ပေးစာဆိုတဲ့ကပြလေးပေါ့နော်အာလူလူကောင်းဆောင်ဒေါ်စန်းသူကြီးအတွက်ရေးသားပြပလာတဲ့ကပြလေးဖြစ်ပါတယ်ကပြခေါင်းစဉ်ကိုတော့ပန်းကလေးတွေညှော်နေကြတယ်အမေဆိုပြီးတော့ရေးသားထားတာပဲဖြစ်ပါတယ်ခင်ဗျာကပြကိုဖက်ပြရမယ်ဆိုရင်ရန်ကုန်တွေညှော်နေကြတယ်စပယ်တွေလည်းညှော်နေကြတယ်ဗတောက်တွေညှော်နေကြတယ်သစ်ခွားတွေလည်းညှော်နေကြတယ်သစင်းတွေညှော်နေကြတယ်နှင်းစီတွေလည်းညှော်နေကြတယ် で、マ、ま、ーピ,ルピルー、ルーピある